ဟိုလိပမနဲ့ဆိုမယ်နော်စကားပြောရင်နှာခမ်းချောက်မှာဆိုတနခါလိုက်နေနည်းနည်းပဲညားတော့လာမသိဘူးစကွင်းခေးတာအရင်တင်းကျက်နေရောပေါ့โอเคဟိုမနေ့ပြန်တော့ကဒီခလေးလေးနဲ့တခုကိစ္စဟာလေအဲ့ဒါဘယ်လိုလဲဟိုဘယ်နှဖွဲ့ကွေးသွားတယ်နှစ်ဖွဲ့လားသုံးဖွဲ့လားအဲ့ဒီအဲ့ဒီကိုရတဲ့အဖွဲမှာမှအမြင်ရတလောက်ပေါ့နော်ဒီဘာဘာတော့ခုခံရတဲ့ဘက်ကတချို့လူတွေပြောနီနိုတွေက ဘာလို့တခိုးအားပေးတွေတခိုးကိုမြန်တနာတွေနိုင်ငံအခုခံရတဲ့လူကကြေးအောင်တခိုးခိုးတဲ့လူကတော့အလှူငွေတွေလက်ခံပေါ့နော်တော်တော်တရားတွေပေါ့ပါညာပေါ့နော်အဲ့လိုမျိုးပေါ့နော်โอเคအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဒီမိတ်ဆွေတို့တခြားမိတ်ဆွေတွေကိုရအမြင်ကတော့ဘယ်လိုရှိလဲမသိဘူးပေါ့နော်ဘယ်လိုခံယူလဲတော့မသိဘူးပေါ့နော်အကျဲအနေနဲ့အကျဲအမြင်နဲ့ခံယူချက်နဲ့ပြောပြရမယ်ဆိုရင်ပေါ့နော်ဟုတ်ကဲ့ဘယ်လိုပြောမလဲတခိုးတခိုးဆိုတာဟုတ်တယ်တခိုးလို့လူလိန်လို့ဆိုရင်အကျဲလည်းမချိုက်ဘူးအရန်မုံနေတခိုးကတခိုးပဲဟုတ်တယ်အာမပြီးဘူး တကူအပေးတော့မဟုတ်ဘူးနော်တကူ agency မှာတခါလေးတချို့ဆိုရင်လည်းကလေးကြီးချက်လာလောက်ဖို့လာလိမ့်နာပါညာရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်လည်းအကြပေါ်တင်ပြောပါတယ်မရှိရင်တောင်းစာပုပ်ပွင့်လေးလေးစိနာရှိရင်ကြွေးလိုက်မယ်နော်အဲ့လိုမျိုးကမှစိနာရှိပေးလို့ရရတယ်နော်ပုပ်ပွင့်လေးလေးပြောဒါပေမဲ့ခိုးစားတာလို့နော်လိန်စားတာလို့လို့ကလေးတကယ်ကိုအကျစားလိုက်တာပြက်ပြားတယ်ပေါ့နော်ဒါတွေကကိုနိုင်ငံနဲ့ချီပြောလဲတိတ်ခါကြာနိုင်တယ်ပေါ့ဒါမျိုးကြတော့မကြိုက်ဘူးမှန်တယ်โอเคအခုကိစ္စမှာကအမှန်ဆိုရင်တော့อืมဘယ်လိုပြောမလဲသူကလာခိုးတယ်ဒီမှာတခါနှစ်ခါခိုးတယ်โอเคဒီခေါက်ကြတော့ဒီဆိုင်ရှိပွားတော့ကသူကဒီမှာတက်တယ်ပြပိုင်းနဲ့သူအမိဖမ်းတယ် CCTV နဲ့ အချိန်ထိတော့မှန်သေးတယ်ဗောနော်ပြီးတော့ okay တခုဖမ်းမိပြီဆိုတော့ဒီတိုင်းအလားကျင့်နေလို့မဟုတ်ဘူးလीနော် okay မှန်တယ်ဟိုအပြစ်မှတ်လောက်သားလောက်အောင်ဗောနော်ဟိုပတ်ဝန်းကျင်လဲတူတိအောင်မှတ်မိအောင်ဗောဒီဘောတော့လေနောက်လာမလုပ်ရဲအောင်အရှက်ရအောင်ဗောနော်ပြောမယ်ဆိုရင်ကဟိုရှိန်နေလောက်တဲ့ပုံစံမျိုးဗောနော် okay တူဖမ်းမယ်ဖမ်းပြီးတော့မှဟိုအခုတူဘာတော့နေပူထဲမှာအဲ့ဒီတိုင်းမှာတွားပြီးကျိုးတုပ်တဲ့ကျိုးတုပ်ပြီးအပြစ်ပေးတဲ့အထိ okay တယ်တူလုပ်လို့ရတယ်ယူသွားတော့မှကျိုးတုပ်နေပူထဲမှာမလောက်တလာမနော်ကျိုးတုပ်ပြီးပြပြ Okay ပုံဝင်ချင်းဘဒူလာကြည့်ဟဲ့ဒီမှာတခိုးမှဒီတခိုးမှဟဲ့ငါဆိုင်မှာဘလို့ခိုးတာ Okay တူတို့ဘယ်ရရ ပုံပဲရိုက်ရိုက်ပေါ့နော်ဒါကလည်းဒါမှလည်းတကူကလည်းအမှန်ရှိမှလေနော်โอเคလောက်လို့ရတယ်သူလောက်မယ်ဆိုရင်လောက်ပေါ့နော်နိုင်မဲ့အဲဘယ်လိုပြောမှလဲသူလောက်မဲ့အချိန်မှာသူဖမ်းဒီပွားတော့ဖမ်းမိပြီဆိုတဲ့အချိန်မှာကလေးဒီ PC ကိုလေးပါသူဒီကလေးကိုဖေးထုတ်ထားရမင်းသူ့မှာလည်းလောက်မှရှိတယ်မလားပြီးတော့သူလည်းမိခင်အရွယ်ပါကြည့်ရတော့မယ်နော်အဲ့ဒါခါကျတော့ဒီကလေးလေးကိုဖေးထုတ်ထားပြီးတော့မှညော့ဆိုတော့မှလောက်မှတောင်းလာမှထားရတယ်မုံစီပေါ်တာလေးတထုတ်လောက်ပဲချပြီးတွေးထားထားလိုက်ပေါ့နော်ကဲကလေးနဲ့တော့ဘာမှဆိုင်လိမ့်မနေဆိုတော့မှလာနေအောင်တော့ပြစ်ပေးရမယ်ဆိုတော့မှယူလာပြီးတိုးတော့ရတယ်ပြောပေါ့နော်ဘာကြောင့်ဒီလိုလောက်ရလဲပါညာအဲ့အဲ့လိုပြောနေတဲ့အလမ်းမှာသူတို့တက်ဆိုင်ရာကိုဆက်သွယ်ရမယ်တက်ဆိုင်ရာကိုအကြောင်းကြားရမယ်လာဖို့တော့နော် ဒါပေမဲ့သူဂျိုးတောက်တဲ့တိအဲ့ဒီဗီဒီယိုတွေတပ်ပုံတွေရိုက်ပြီးတက်တက်တန်တန်ပြောရတဲ့တိ okay နိုင်နေတယ်။နိုင်မဲ့အဲ့လိုမျိုးပေါ့နော်ဟိုဘယ်လိုပြောမှာလဲ night test scene ပုံစံမျိုးနဲ့ငါကဆိုင်ရှင်ပဲသူကတကူးပဲဆိုတော့ပုံစံမျိုးနဲ့အခုလိုပေါ့နော်ဟိုဒီအဲ့ဒီခိုးတဲ့ဘောတော်ရဆိုလဲဟိုသူထက်လည်းအသက်ကြီးလောက်မှာပါနော်။ဆိုတော့6လောက်ကြီးနဲ့လည်းနင်းမိမျက်နှာရောကွာဟိုကလေးရောလည်းဆွဲဆောင်ပြီးတော့မှာမျက်နှာရောစောင့်ဆောင်ပြီးတော့ကြိုက်တယ်ကွာ။ဒါကကျတော့လေဟိုမင်းမဲစရိုက်ဆန်သွားပြီကွာ။အမှန်ကဟုတ်တယ်တကူးကိုအခုအပေးနိုင်မဟုတ်နော်တဘောပါမဟုတ်နော်အဲ့ဒီပြောတယ်။တကူးကအောက်တန်းကျနေပြီ။တကူးလို့တကူးဖြစ်နေလို့ကိုသူကအဆင်မရှိတော့ကွာ။မှန်တယ်။ဒါပေမဲ့ အခိုးခံရတဲ့လူကအဆင်ရှိတယ်မဟုတ်ဘူးလားကိုကဆိုင်ချင်းအဆင်ရှိတယ်ဆိုရင်အဆင်ရှိတဲ့နီးလန်းနဲ့သွားဖို့ဘာလို့တခိုးထပ်ပို့ပြီးတော့မှအောက်တန်းကျနေရတာလဲကြည်သူခိုးတဲ့ဥစ္စာကကိုစည်းဝါပြက်လောက်အောင်လဲခိုးရလဲမဟုတ်နော်ပြီးတော့ကိုကအခိုးခံရတာပဲရှိတယ်ကိုကဟိုအာနာရှင်လဲမဟုတ်နော်ဟိုတက်ဆိုင်ရကတွတ်တူဥပဒေအစီစဉ်လိုက်မယ်နော်တွတ်တူတက်ဆိုင်ရဥပဒေအစီစဉ်လိုက်မယ်လေတက်ဆိုင်ရအပြစ်ပေးမယ်လေသူကဒီလိုလုပ်လို့မရလေလူကလေလူချင်းဝတ်ဆိုတာရှိတယ်လူအခွင့်ရေးနော်လူအခွင့်ရေးရှိတယ်ကလေးတငယ်အခွင့်ရေးရှိတယ်နော် ဒီကလေးကိုအဲ့လိုမျိုးယူထားတဲ့ဟိုကလေးကိုလေကလေးကိုပါရောပြီးကျိုးတော့တဲ့အပြင်ဒီဘွားတို့ယူရိုက်နေတဲ့ပုံစံမျိုးရကွာတခြားပြီးတော့အဲ့လိုမျိုးပို့စီပိုင်တင်လာတခြားနိုင်ငံနိုင်ငံတွေမှာမြင်ဘလောက်တော့မှယွန်စရာကောင်းတဲ့အဖြစ်လေလို့ပြောကြမယ်စဉ်းစားကြည့်ကွာအဲ့လောက်တော့မင်းမဆိုင်ဆန်နေတဲ့သူတို့စီမှာဟိုအုပ်ချုပ်သူမရှိဘူးလားဒီလိုပြောမှာဥပဒေမရှိတော့ဘူးလားဆိုတာမျိုးပြောအဲ့ဒီဘွားတို့မျိုးဒီမှာဆိုလို့ရှိရင်ရဲရဲချက်ချင်းဘွားပြောမှာကောက်ပြီးတော့ဖမ်းပြီးကောက်ကောက်ထောင်ကြပြီးအဲ့လိုမျိုးတခိုးကတခိုးမှန်တယ်သူကသူဥပဒေကအရေးယူမှာတခိုးလည်းအပြစ်လွတ်မှာမဟုတ်ဒါပေမဲ့ဒီဘွားတို့ကမင်းမဆိုင်ဆန်ဆန်မျိုးပြီးတော့နောက်တစ်မျိုးကမိုက်ကြီးခွဲသေးတယ်ဒီကဘာလဲတော့မသိဘူးဘာလို့မသိဘူးလား ငါကလည်းညီနှုတ်ထမိုက်လို့ဒီထိုင်တရာမှာနေတာရတယ်နော်လိုင်းတရာမှာနေနေရတယ်ငါကလည်းမိုက်လို့ရှိရင်ねအင်းမိုက်ရဲတယ်ပေါ့နော်ငါကတော့ရင်နွေးအိုးပုတ်ပွက်ဆိုတင်လိုက်တယ်ရင်နွေးအိုးနဲ့ကလေးရောလူကြီးရောပါတယ်ဟာအသားနှွားထုတ်ပြင်မဲ့ရင်နွေးပုတ်ပွက်လောင်းပြီးတော့มาတယ်ငါကလည်းနည်းမိုက်ပြီဆိုရင်ငါမရဘူးတဲ့ဘာညာနဲ့ငါမိုက်ရဲတယ်ဘာညာဆိုတော့ဘာတဘောလေဒါကအဲ့ဒီတဘောကဒါကြီးကဘာတဘောလေဒါကတခိုးဖမ်းလာလည်းမတို့တော့ဘူးကွာဟိုလောက်ပြနေတာလေဟိုနဲ့တက်စင်းနေတယ်လေငါဒီလိုလောက်လို့ရတယ်ဆိုတော့ပုံစံမျိုးနဲ့လောက်နေတာလေဒါကစင်ပြေနေကွာအဲ့တော့ ဒီဘက်ကဟိုအမှန်ပါနော်အခုတခိုးတနားနေကြရတဲ့ဘာညာလို့ပြောတဲ့လူတွေတခြားလူတွေကတော့ဘယ်လိုခံယူချင်လဲအဲ့လိုဖြစ်လဲတော့မသိဘူး okay အဲ့ချက်ရခံယူချင်တာဒီလိုမျိုးဖြစ်တော့အခုပြောပြသွားတဲ့အတိုင်း okay အခုလည်းတော့လက်ရှိဒါတော့အားလုံးကအဲ့လိုမျိုး public မြင်တော့ဘာညာဆိုတော့အာဒီဘွားတော်ကိုလည်းအရေးယူမဲ့ဘာညာဆိုတော့ okay ဒီဘွားတော်ကလည်းအပြစ်သူကတကယ်ကိုပြစ်မှုကျူးလွန်တယ်နော်ပြစ်မှုကျူးလွန်တယ်သူလှုပ်ပုံရတကယ်ကိုယွန့်စရာလည်းကောင်းတော့အောက်တန်းလည်းအရင်ကြတယ်ပြစ်မှုကျူးလွန်သူကလည်းအမန်တခိုးအမားဖြစ်နေပြီတခိုးအမားကိုသူကအမားပေါ်အမားထက်ကျူးလွန်လိုက်တာသူကဖန်သေးယူလိုက်တာဒါကသူ့ရဲ့ အမကြီးအမပဲเนาะအဲ့တော့သူလည်းဥပဒေအရာထိုက်တဲ့နဲ့အပြင်ကိုရကိုရတဲ့မရဘူးဆိုလို့ရှိရင်ဒီမိမကနောက်နောက်ဆိုလို့ရှိရင်တခြားလူဝီပေါ်မှာဒီလူမျိုးလေးအောက်တန်းကြကြနဲ့နိုင်ထက်စင်းနေဆက်ဆက်မဲ့လူစားမျိုးဒါတော့အရင်ချမ်းသာနေတာမဟုတ်ဘူးနော်ဒီလိုစိုက်မျိုးလောက်ဆိုတော့ချမ်းသာတဲ့လူစားမျိုးနဲ့မပါသေးဘူးကွာဒါတော့မှဒီလူမျိုးပုံစံမျိုးဆိုရင်လေစဉ်းစားကြည့်ပေါ့နော်အဲ့ဒါကြောင့်မလို့သူကလည်းမှတ်လောက်သားလောက်အောင်ဥပဒေရတရားစီရင်ရမယ်ပြီးတော့တကူခိုးတဲ့ဘွားတော်ကြီးကိုခိုးတဲ့ဘွားတော်ကြီးကိုလည်းသူ့ရဲ့ history ကိုစုံစမ်းရမယ်အခုဆိုရင် ေါ်လာကြဟလာပရိုက်တာတမားတွေပါတွေညာတွေပေါ့နော်တို့ကုညီရှင်တဲ့လူတွေတနာတဲ့လူတွေအများကြီးပေါ်လာကြတယ်။ Okay ပေါ်လာတယ်ဆိုတို့တနာလုံးလို့ဆိုတော့ရော့အငွေတွေပုတ်လိုက်နေတွားပြီးတော့မှအလုံးကြီးတက်တက်ကြီးလူ black ပုံမဟုတ်ဘူး။အဲ့ဒါဆိုတကယ်တခိုးအပိတ်ဖြစ်မှာ။အဲ့လိုမဟုတ်ဘဲနဲ့ဒီတခိုးမရဲ့ history ကိုစောင့်ဆက်သူ့တယောက်တည်းဝယ်မမီးနဲ့။ Okay သူကတကယ်လို့ဒီလူမျိုးသူ့သူကအချက်တကယ်မကောင်းတဲ့လူ။သူကဘယ်လိုပြောမလဲ။ဒီလူခိုးစားနေကြပေးဆိုတော့ဒီဘွားတော်ရိုးလဲဖိုက်တဲ့နဲ့ဥပဒေရထိုက်တဲ့နဲ့အပိတ်ကိုပေးတဲ့နဲ့ကလေးကတော့ဘာမှမဆိုင်ဘူးနော်။အဲ့ဒီကလေးကိုယူပြီးအုံချလာတဲ့အမှုလဲပါတဲ့နဲ့နော်။ကလေးကိုကလေးကိုယူလာပြီးတော့အုံချတဲ့အတွက်လဲ တကယ်လို့သူကတခုအစ်စ်အရင်ကခိုးလာတယ်ဆိုပေါ့နော်အဲ့တော့ကလေးကိုတုံးချမှုတုံးအတုံးချမှုကထည့်ရမယ်နော်အဲ့ဒီအမှုတခိုးမှုနော်အဲ့လိုမျိုးโอเคတကယ်လို့သူကအာအရင်ကတော့ကောင်းကောင်းမွန်လောက်စားနေပါတယ်အခုဒီကစ်ကလာရီပစ္စည်းမှာဒါအလုပ်ကိမ်းမလဲမရှိဘူးလေဒါကတော့နားလေပြေးလို့ရတယ်တကယ်မတက်တာလို့ကဝင်းတော့ဆာအတွက်ခိုးမိတာပါဆိုရင်တော့ဒါကတော့သူ့ကိုနောက်နောက်ဘယ်လိုပြောမလဲ ဲ့လိုမျိုးအဲ့လိုမျိုးမလုံမအောင်နောက်နောက်ဖတ်မမအောင်နော်ဟိုတက်ဆိုင်ရာတွေရှိမှာဝန်ခံဝန်ခံပေးလာဆိုလို့ဝန်ခံချုပ်လောက်ပေါ့နော်โอเคနောက်နောက်မလုံတော့ဘာညာဆိုပြီးတော့သူအဲ့လိုမျိုးပေါ့လှုပ်စားတက်အောင်တကခုလမ်းပြပြီးတော့မှအရင်ကြီးလေးပေးခဲ့တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်စီအောင်ဖို့လေးပဲဖြစ်ဖြစ်ဒါမှမဟုတ်အလုပ်တကခုတို့ပေးလိုက်တာမျိုးလေးပဲဖြစ်ဖြစ်ဒါမျိုးပေါ့နော်ဒီလိုလေးရှင်းတာမှုပေးလိုက်အဲ့တော့အဲ့လိုမျိုးပေါ့နော်ဟိုတကယ်တမ်းတော့ဒီလိုမျိုးဖြစ်ရတဲ့အရာလေးညမပြမှာဘာကြောင့်အဲ့လိုမျိုးဖြစ်တယ်လဲဆိုတော့ဒီပြောချင်တာကတော့အဓိကတော့အောက်ချုံမှုစနစ်မကောင်းဘူးနော်ကောင်းဆောင်ကောင်းလို့ပြောမှာဆိုတာအောက်ချုံမှုစနစ်မကောင်းဘူးဒါကနိုင်ငံရေးလို့ခေါ်တယ် โอเคဟိုကငါတော့မအားရေပေါ့နော်ဟိုနောက်လိုက်ဒီပေါ်မတွေလာပြောလိမ့်မယ်ညီတို့ကဘာမှမဆိုနိုင်ငံရေးအကြောင်းပြနိုင်ငံရေးတဲ့ဆက်ဆွဲထဲဘာမှမဆိုင်ဘူးပြောဆိုင်တယ်နိုင်ငံရေးဆိုင်တယ်အဲ့ဒါကနော်ကောင်းဆောင်ကောင်းလို့စနစ်မကောင်းလို့နိုင်ငံသေးမှာဘယ်မှာလဲလူအခွင့်ရေးဘယ်မှာလဲနိုင်ငံသားတယောက်ရရရတင်ရထိုက်တဲ့ရပိုင်ခွင့်အခွင့်ရေးအလောက်အကန့်ဘယ်မှာလဲဘာတစ်ခုရှိလဲဥပမာတာမန်ဟိုဘယ်လိုပဲမှာအစဉ်ပြေရဲလူတို့ချက်တာရဲလူပိုင်းကတော့သူတို့မှာအရင်နေရှိတယ်အတိုင်းဝိုင်းရှိတယ်အလောက်ကန့်ရှိတယ်သူတို့တွေအတော့ကဒီလိုခေတ်ကလာပြီးမှလေမငတ်မပြတ်ပြင်မဲ့ အရင်ကတနေ့လုံးမှာတနေ့စားရတဲ့လူတွေတော့အလုပ်တွေလည်းပျောက်နော်အခုဒီစစ်အာဏာသိမ်းမှုကြောင့်အလုပ်တွေလည်းမရှိတာမှရှိနေတဲ့အလုပ်တွေလည်းဟိုခေါ်မဲ့လို့မရှိအာအရင်ဒီမှာလည်းရင်းနှီးစရာမရှိတော့နောက်ဆုံးလေဒီမသိခင်လေးဟာလားနော်ဒီဘိုက်တဝါစာလေးမတက်နေတဲ့ဆုံးခိုးစားရတဲ့လူမျိုးတွေလည်းရှိတယ်အမှန်နဲ့တချို့လည်းတမင်းတကာကိုအကျင့်ပြတ်တာမလုပ်စားချင်လို့ကိုခိုးစားရတဲ့လူတွေတတ်တတ်ရှိတယ်မှန်တယ်နော်ဒါပေမဲ့အခုလိုလေဟိုစနစ်ကြီးမကောင်းတဲ့ခါကျတော့လောက်စားဖို့အခွင့်ရေးဆိုဘာမှမရှိတဲ့ကြောင့်မို့တခိုးကပို့ပို့ပြီးပေါ်များလာတချို့ကခိုးချင်လို့ခိုးတာမဟုတ်ဘူးနော်သူတို့ကအဆင်ပြေနေတဲ့ခိုးမှမဟုတ်ဘူးနော်အလုပ်ကိုင်းလေးကပုံမှန်ရှိနေလက်ကြည့်မခိုးဘူးအဲ့လိုမျိုးဒီဘက်နိုင်ငံတွေမှာဆိုနော်ပြပြ ီသူ့ရဲ့နိုင်ငံသားမပြောနဲ့တခြားတခြားတခြားနိုင်ငံတွေကရောက်လာဝင်လာတဲ့ဒီမှာလာနေတဲ့လူတွေတောင်မှလူအခွင့်အရေးကိုအပြေးဝရတယ်နမူနာတစ်ခုပြပြမှာဟို2019လောက်ကဆိုဒီမြန်မာတွေတို့ overseas နဲ့လာကြတာအများကြီးအကြမ်းတွေမှာ covid-19 ဆိုဖြစ်သွားတော့ပြန်လို့မရတော့ဘူးလောက်တောင်ကျသွားတဲ့ခါကျတော့အမโอเคအမထိုင်းနဲ့မြန်မာတို့ပြောမယ်ဆိုရင်ချိုးကိုအောက်လန်းတက်လာဟုတ်လားဖမ်းပြီးလို့ရှိရင်တက်ဆိုင်ရသူတို့ဖမ်းထားမယ်အချုပ်ကြပါညာချိုးရပြေးလို့ရှိရင်နိုင်ငံပြန်လွတ်လိုက်ဟုတ်လားဒီလိုမျိုးเนาะโอเคဒီမှာကျတော့ဒါပေတော့အချုပ်ပေါ့เนาะအချုပ်ကြလိုက်တဲ့ဒီ overseas ဖြစ်သွားတယ်ဆိုတော့အချုပ်ကြလိုက်အဲ့ဒီအချုပ်ကြလဲဆိုတာလေတိုက်ခန်းကောင်းကောင်းနေနေရတာ ဟိုလိုမြန်မာပြည်လိုမျိုးအချို့အဲ့လိုစင်းရဲနေမှနေရတာမဟုတ်တိုက်ခန်းကောင်းကောင်းနဲ့စားတော့တရက်ကိုသုံးနှစ်ပုံမှန်စားရတယ်သူတို့လာကြွေးတဲ့ပုံမှန်လာပို့တယ်အဲ့ကြောင့်လည်းလစာရတယ်ဒီဒါအချို့တာတပေါ်မျိုးကတော့ဒီကတ်မှနေရโอเคလာစားရတယ်အဲ့လာစားဘလောက်လေးဒီအခုလက်ရှိမြန်မာဟိုထိုင်းနိုင်ငံမှာအလုပ်လုပ်နေကြတဲ့တာမန်ထိုင်းနိုင်ငံတာမန်အလုပ်သမားတွေပေါ့နော်သူတို့ရဲ့လာစားထားပို့ရတယ်ဒါအစိုးရရဲ့ထောက်ပံ့ခြင်းโอเคဘလောက်မှ2000လောက်လုပ်ရတယ်ကွာပတ်2000လောက်ရပတ်2000ဆိုရင်မြန်မာငွေနဲ့ဆိုရင်25သိန်းလောက်တာအစိုးရထောက်ပံ့ခြင်းနေစရာလည်းရတယ်အလုပ်ရစားစရာလည်းရတယ်ပတ်စံတက်တက်ရတယ်โอเคသူ့နိုင်ငံဒီနိုင်ငံသားတွေလည်းဒီလိုပဲ နော်တချို့ဆိုရင်ဟိုငငယ်လေးတည်းကမွေးလာတယ်ဘာအလုပ်မှမလုပ်ဘူးပဲနဲ့အစိုးရထောက်ပံ့စာရထိုင်စားရလို့တသက်ရှိဒါပေမဲ့အိမ်အိမ်ကိုရဲ့ကိုပိုင်အိမ်ပိုင်ညာတော့မရှိရဘူးနော်အချိန်နေမဲ့လူတို့တို့ကဒီမှာကူညီတယ် okay ရှိတဲ့လူတွေစီကအခွန်ဖြတ်တယ်တမျိုးအဲ့လိုမျိုးလူတန်းစီနေနိုင်အောင်စီစဉ်ပေးတဲ့အစိုးရကနော် okay အိမ်မရှိဘူးဆိုလို့ချင်းတို့ကအိမ်နေစီကပေးတဲ့အစိုးရကလစာလည်းပေးတယ်အဲကြောင့်လို့အခုနောက်မှမတိုက်ပြီးလုပ်ခဲ့တော့အရင်ဆိုအဲဒီ serial ဘာတို့ဘာတို့ဘာကဆိုတမင်တကာကိုပွဲစားကိုပတ်စံတွေအများကြီးပေးကုန်ခံပြီးတော့မှဒီနိုင်ငံကိုရောက်အောင်လာကြတယ်။ Okay ။ဘာလို့လဲဆိုဒီနိုင်ငံရောက်ရင်အစိုးရထောက်ပံ့စာနဲ့အေးအေးဆေးဆေးနေလို့ရတယ်ဘာအလုံးမလောက်ဆံလို့ဘူးတိုက်ခန်းကောင်းကောင်းနဲ့နေနိုင်တယ်။ နော်အစိုးရတိုက်ခန်းလက်ပေးတယ်အဲ့ကြားရရနော်တခါလေကြလို့ရှိရင်ဆန်သားထွက်ပြရတဲ့လူကရှိနေတာအမမြန်နိုင်ငံထဲမှာလာနေရအစိုးရထောက်ပံ့စာနဲ့နေတော့သူတို့အတွက်တုံးလို့မလောက်လို့သူတို့အဲ့ဒီထောက်ပံ့စာတိုးပေးတဲ့တဲ့ဆိုပြီးတော့မှဆန်သားပြပြီးတော့မှပို့တောင်းနေလို့ရှိကြတယ်အကြောင်းတော့ခါကြီးကအဲ့ဒါလေးအမြင်ပြီးအချက်ပြောညီတို့လေမြန်မာပြည်မှာသွားပြီးလူဖြစ်ရမှာเนาะအခုလက်ရှိမြန်မာပြည်ကအဲ့ဒီဟိုစစ်အုပ်စုနဲ့သွားပြီးလူဖြစ်တင်တာလို့เนาะအဲ့ဒါမှလူပေါ်ကရဘယ်လိုမျိုးလဲဆိုတော့ညီတို့သိကြမှာလို့เนาะဒါဆိုဒီနိုင်ငံမှာလေအစိုးရတအားကောင်းတဲ့ခါကျတော့လေတချို့ရောရှူချီတွေရောအဲ့လိုမျိုးဆိုင်လုံးမှာတော့ကြာလေအလိုက်မသိကြဘူးဟိုအကျင့်မကောင်းကြဘူးเนาะโอเคဒီနိုင်ငံမှာတော့အမှတချို့ဆိုတကယ်ငငယ်လေးတွေအလုံးမလောက်ပဲနဲ့အစိုးရ ထောက်ပံ့စာတွေထိုင်စားရလို့ရှိတယ်။ထိုင်စားလို့မွေးပေတိဆုတ်ပြတ်နေမှာဒီနိုင်ငံမှာအဲ့လိုထိုင်စားအစိုးရထောက်ပံ့စာထိုင်စားရလို့မြန်မာနိုင်ငံမှာလူလက်တန်းစားလို့ရှိတယ်။ပြောမလို့ဆင်းရဲတာဘူးဒီနိုင်ငံကဆင်းရဲတာပေါ့။အင်းလူလက်တန်းစားလို့နေနိုင်တယ်ပေါ့။တိုက်ခန်းနဲ့ပါနဲ့ရှယ်နေနိုင်တယ်။အိမ်တိုင်းမှာကားရှိတယ်နော်။လူတောင်းရောက်ရှိရင်ကားတောင်းစီရှိတယ်။အဲ့လိုမျိုး။အဲ့လိုအစစ်စတန်အစိုးရကကောင်းပါဆိုလူအယောက်စီတိုင်းလာရမြဝင်လာရမြလူရဲ့အရေးချင်းမှမမှုသေးတော့မှလည်းအလုပ်တွေကရှိတယ်အစိုးရရဲ့အလုပ်နော်။သူတန်ရတန်ရအလုပ်ရှိတယ်။မဒီနိုင်ငံသားဆိုရင်ကျောင်းစားတက်ပြီဆိုရင်သူ့ရဲ့မိကြောင်တိုင်းမိကြောင်ယူပေးအလုပ်ဆိုတော့သူ့နဲ့သူ automatic သွားပြီးတော့နော်။အလုပ်က automatic ဖြစ်ပြီးတော့ လိုမျိုးစနစ်ကောင်းတဲ့အတွက်ကြောင့်မလို့ဒီနိုင်ငံကလူတိုင်းလူတိုင်းကအဆင်ပြေတယ်အဆင်ပြေတဲ့အတွက်ကြောင့်မလို့တခိုးချပိုးဆိုတာမရှိဘူးလူရန်ကားဆိုတာမရှိဘူးအခုနေ main ကလေးတောက်လဲကွာညတကောင်အပြင်ထွက်သွားတဲ့အန်တီရမရှိဘူးနော်ငွေတွေလေးအထုတ်လိုက်ကြည့်လေကိုရအိမ်ပေါက်ကမှလေချကြံခဲ့မေ့ကြံခဲ့လို့လေဘယ်သူမှအခုမခံရဘူးကွာဘာလို့လဲကြည့်လားလူတိုင်းကအဆင်ပြေကြတော့သူများရဲ့သူများပါရှိတယ်ဆိုတာလိုက်စိတ်ဝင်စားအောင်နော်လူတိုင်းကစားနေတောက်နေ အမှုတွေပါလိမရှိဘူးလားဆိုလို့ရှိတာပေါ့ဒါပေမဲ့အဲ့လိုဖြစ်ခဲ့ရင်လည်းဒီနိုင်ငံသား DSC တစင်ရှင်မဟုတ်ဘူးတခြားတခြားနိုင်ငံတချို့တချို့နိုင်ငံအချင်းပြတ်တဲ့လူတွေပါရှိတယ်ပေါ့ပါလာတော့အဲ့လိုမျိုးပဲတည်နေတာအေးအဲ့လိုလူတွေကနေမှလာပြီးတော့အဲ့လိုမျိုးရဲစုံမှုပိုင်တာမျိုးဖြစ်တာမျိုးပဲရှင်းရှင်းပါဒီနိုင်ငံသားနဲ့ဒီနိုင်ငံသားစစ်စစ်ကနေမှဖြစ်တယ်ဆိုတာကတ်ရှာရှာပဲပေါ့နော်အဲ့လိုမျိုးအဲ့ဒါကစနစ်စနစ်စနစ်အုပ်ချုပ်သူကောင်းတယ်စနစ်ကောင်းတယ်ဒါကြောင့်နိုင်ငံကတိုးတက်တဲ့မစင်းရဲတော့တကူမရှိဘူးမြန်မာပြည်ကဘာကြောင့်တကူချိုးပိုးတွေပို့ပို့ပြီးပေါ်လာတယ်ဘာလို့အချင်းပြတ်သွားတာလဲဆိုတော့အစိုးရကလူအခွင့်ရေးဆိုတော့ဘဲတုံးဘဲတုံးဘဲတုံးကမှမပေးခဲ့ဘူးမလုပ်ပေးခဲ့ဘူး เนาะအခုလိုအချိန်မှာပိုးဆိုးရောအဆက်ဆက်ရောအကုန်လိုက်ပိတ်ဆို့ဒါဘယ်အလုပ်ရုံမှလည်းမဖွင့်ရဖွင့်ရလဲအဲ့လိုမျိုးပေါ်တာဆွဲပေါ်တင်ဆွဲနေဆိုလုံးလုံးလည်းမရเนาะဟိုးရွာရီပါဆိုတဲ့အချိန်တော့ဘုံကျဲအဲ့ဒါကြောင့်လို့เนาะနိုင်ငံကောမှာအဆင်ရှိရှိနဲ့နေနေနေဆိုရင်အတိကအဆင်ရှိတဲ့ခေါင်းဆောင်ကိုတင်မြောက်ရတယ်เนาะအဆင်မရှိတဲ့ခေါင်းဆောင်ကိုရှင့်နေလို့ကတော့နိုင်ငံမှာဒီထက်မကပိုးဆိုးတော့မှာရှိမှာ